ရန်ယူရီကနေပြီးတော့ရှာနေတဲ့သူအတွက်ဆိုရင်ရှာရှာပါပါကျွန်တော်စီမှာဒါတလုံးရောက်လာပါတော့ဒီကောင်ကတော့အမန်ဆန်ရဲ့ဒါကြော်ဝေးပေါ့နော်ကြော်ဝေးပါမယ်ပြီးတော့အတွင်းထဲမှာဆိုရင်ဒါဘူးသေးလေးထက်ထက်ပါပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့အမန်ဆန် site ပေါ့ပေါ့နော်အဲဒီကောင်လေးကအာမခံကျွန်တော်တို့ကတော့ဒါ brand new ကအာမခံကျွန်တော်ပါတာဖြစ်တဲ့အတွက်ကျွန်တော်တနစ်ပေးထားရပြအာမခံပေါ့နော်မိတ်ဆွေတို့တော့ကျွန်တော်ပါဝါတော့ဖွင့်ပြတော့ဘူးဒါပေမဲ့ဟိုဟာဒီအလုံးလေးတော့ကျွန်တော်ပြမယ်ပြဒီကောင်လေးဖြစ်ပါတယ်ဗျဒီကောင်လေးကတော့အမန်ဆန်ရဲ့ကျွန်တော်တို့ဟိုဟာ site ပေါ်ဖြစ်တယ်လုံအောင်ကမှဘူးပစ္စည်းစုံနဲ့မိစေတို့အစ်စ်ကို brand new ကိုကျွန်တော်သုံးအောင်မှာဖြစ်တယ်ကျွန်တော်တော့ power ဖွင့်ပြတော့ဗောနော်ဒီကောင်လေးဖြစ်ပါတယ်ဗျဒီကောင်လေးကတော့ဒီမှာဆိုရင်ဒါဒီသူ့ရဲ့ဘေးကွာဒီကတော့ကျွန်တော်ဒီလုံအောင်ဒီဗောနော်အကြည်အောင် design လေးနဲ့လာတဲ့ပုံစံလေးပေါ့ဒါကတော့ Amazon site ပေါ်ရဲ့ဒါ signature ဗောနော်ဒီပုံစံအတိုင်းဒီအတိုင်းဗောနော်နောက်ပိုင်းထွက်တဲ့ model လေးလည်းပဲဒါဒီပုံစံတိုင်းဖြစ်တယ်ဗျဒီကောင်လေးဖြစ်ပါတယ်ဗျ ီကောင်လေးကတော့ဒါမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲလောကကုံမှာပေါ့ပပားနဲ့ဒါရုံသုံးတလုံးထပ်ပိုတဲ့လေးချိန်တော့နည်းနည်းရှိရပါဘောเนาะဒါပေမဲ့ဟိုဟာတော်တော်လေးကုံမှာဒါပေါ့တယ်ပါတယ်ဘောเนาะဒါ GB work ကလည်းပဲဒါဒီကောင်လေးဒီ budget C ဖြစ်တာအတွက်ဖြစ်တဲ့အတွက် BGB work ကလည်းကျွန်တော်ဒီအသင့်တဲ့ဒါရရှိမှာဖြစ်တယ်ဒီကောင်လေးဖြစ်ပါတယ်ဗျဒီကောင်လေးကတော့ဘာနဲ့လာမလဲဆိုရင်ကျွန်တော် CPU နေနဲ့က i7 13ညံနဲ့နဲ့လာမယ်အဲ့ဒါကိုမှကျွန်တော် run 16ခုဖြစ်မယ် DDR5 ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါကိုမှကျွန်တော်ဒီ SSD ကတော့ထုံးစံတိုင်း find ခဲ့ပါမယ်ဒါ graphic လေးကတော့ကျွန်တော်ဒီ Nvidia ရဲ့ RT 4050ဆိုကောင်လေးပါမယ်ဗျ RT 4050 CE ကတော့ကျွန်တော်40 RT 40 CE ကတော့လက်ရှိချိန်ဒီဟိုတော့လည်းအဆင်ပြေတယ်အရင်လည်းကောင်းတယ်ပေါ့နော်အဲလက်ရှိမိတ်ဆွေက RT 40 CE ခြင်ထားမယ်ဆိုရင်လည်းပဲတော်တော်လေးကိုမှဒါပြည့်ပြည့်စုံတယ်ပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်ဒီ budget CE ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘာပေါ့နော် e-sport game တွေကတော့မိတ်ဆွေတို့စိတ်ကြိုက်ဆော့လို့ရတယ် triple entertainment game တွေကတော့ အဲဒီကောင်လေးနဲ့ကမိတ်ဆွေတို့ဒါ short ပြီးတော့တော်တော်လေး short ပြီးတော့ဆော့အောင်မယ်နေတာဖြစ်တယ်ဗျဒီကောင်လေးက 3D rendering နဲ့တခြားအဲတော့ engineering ဘိုင်းတွေ graphic design ဘိုင်းတွေပြီးတော့ video edit ဘိုင်းတွေမှာတော့တော်တော်လေးကိုမှာဒါအဆင်ပြေတယ်ဒါပြီးတော့ဒီ budget အနေနဲ့ကလည်းကျွန်တော်တို့ RD 40 50ကိုဒါဟိုကျွန်တော်တို့တခြားတခြားစီးတွေကျွန်တော်တို့ဒီ use နဲ့ပဲရမှာဖြစ်တယ်ကျွန်တော်တို့ကျွန်တော်စီမှာတော့ဒီကောင်လေးကို brand new ကို 39သိန်းကျော်ဝင်းကျင်တယ်ပေါ့နော်39သိန်းဝင်းကျင်တယ်ပဲမိတ်ဆွေတို့ဒါဒီကောင်လေးကိုရရှိမှာဖြစ်တဲ့ဒီကောင်လေးကတော့ Amazon ရဲ့ဒီပေါ့ဘာဘာနဲ့ဒါ budget စီးတွေကလာတဲ့ Amazon ရဲ့ site ပေါ့ဒါ15ဖြစ်ပါတယ်ဗျမိတ်ဆွေမြင်တဲ့အတိုင်းပဲလောကကမှာပေါ့ဘာနဲ့ဒါ300ဝမှာဖြစ်တယ် keyboard ကလည်းပဲကျွန်တော်ဒီကောင်လေးမှာဆိုရင် keyboard RGB မီးလင်းတယ်ပေါ့နော် RGB 4စုံ RGB keyboard ဒါပါတဲ့အနေထားမျိုးပေါ့နော်လက်ရှိကတော့ကျွန်တော်ဖွင့်ပြတော့ဒါမလင်းဘူးပေါ့နော် ဒါမိတ်ဆွေတို့ဒါ RGB keyboard နဲ့လည်းပဲဒါအသုံးပြုမှာဖြစ်ပါတယ်ဗျဒီကောင်လေးကတော့ဒါကျွန်တော်တို့စီကိုရောက်ရှိနေပါပြီအဲ brand new လေးရနေပြီးတော့မိတ်ဆွေတို့သိန်း၄၀အောက်မှာဒါရှာနေရတူအတွက်ဆိုတော့ဒီ MSI site board လေးကြီးကတော်တော်လေးကိုမှလည်းအဆင်ပြေရယ် battery life ကလည်းပဲဒါပုံမှန် use 3နာရီ3ငွဲ4နာရီလောက်ခံတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒါ battery life လည်းပဲဒါဒီ ego mode တွေပြီးတော့ power saving mode တွေထားပြီးတော့ဒါအသုံးလို့ရတဲ့အနေအထားမျိုးဖြစ်တယ်ဗျ ဒီကောင်လေးကတော့ကျွန်တော်ဘာပေါ့နော် display size ကတော့15.6ကိုကျွန်တော်ဒီ full hd နဲ့ဒါ refresh rate ကတော့ဟိုဟာ175နဲ့လာတဲ့ကောင်လေးဖြစ်ပါတယ်ဗျဒီကောင်လေးဖြစ်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ